အားလုံးမင်္ဂလာပါအောင်ခင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ညဘက်ခြေရောက်ကျွတ်တက်တာကိုကာဝယ်ပေးနိုင်တဲ့ super အစားအစာ၃မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အသက်အရွယ်ကြီးလာတဲ့အခါညလေကောင်းမှာလွန်နာကျင်တဲ့ခြေရောက်ကျွတ်တက်တာမျိုးမကြာခဏကြုံမှုပါလိမ့်မယ်အဲ့လိုကြုံရတဲ့အခါလွန်ပင်ပန်းဆင်းရဲပါတယ်ခြေရောက်ကျွတ်သားတွေတင်းတောက်ပြီးအခံရဆိုးလွန်းလာပါတယ်အေးလွန်းလို့ဒီလိုဖြစ်တာလားဒါမှမဟုတ်လမ်းလျှောက်တာများလို့ဖြစ်တာလားလို့ အမျိုးမျိုးတွေးတောခဲ့ဘူးပါတယ်အဖြေရှာလို့မရခဲ့ပါဘူးအဲ့လိုအဖြေရှာမရသူတွေအတွက်တရင်ကောင်းတစ်ခုပြောပြခြင်းပါတယ်မှန်ကန်တဲ့အစားအစာကိုရွေးချယ်စားမယ်ဆိုရင်ကြွက်သားတွေပြေလျော့သွားနိုင်ပါတယ်တွေးလက်ပတ်မှုတွေပိုကောင်းလာပါလိမ့်မယ်ခြေောက်ကြွက်တတ်တာလည်းလုံလုံကောင်းသွားပါလိမ့်မယ်ကြွက်တတ်တာဟာအလွန်နာကျင်ရတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်ကြွက်သားတွေအလိုလိုကျုံသွားခြင်းဖြစ်တယ်လေ့လာချက်များအရပိုတက်ဆီယမ်ဆိုဒီယမ် မက်ဂနီရှမ်ယောနေနေတဲ့အတွက်ပြန်လည်အစားထိုးပေးဖို့လိုအပ်ကြောင်းအချက်ပြမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဒီနေ့တော့အဲ့ဒီစူပါအစားအစာ၃မျိုးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒီအစားအစာတွေဟာအသက်60 80နဲ့80ပတ်ဝန်းကျင် ရောက်လာပြီဆိုရင်ခြေထောက်ကျွတ်တက်တာနဲ့ကင်ဝေးသွားပါလိမ့်မယ်ကျွတ်သားတွေလည်းတာမာလာပါလိမ့်မယ်ကောင်းကောင်းလည်းလှုပ်ရှားသွားလာနိုင်ပါလိမ့်မယ်ခြေထောက်ကျွတ်တက်သူတွေအနေနဲ့မဖြစ်မနေစားတဲ့စူပါအစားအစာတွေကတော့ နံပါတ်1ကြဲ့ဥကိုစားပေးပါကြဲ့ဥကကြွက်သားတွေကိုအထောက်ပံ့ဖြစ်စေတဲ့ဗီတာမင်နဲ့မင်နရယ်တွေအများအပြားပါဝင်ပါတယ်ကြွက်သားတွေကိုအားနည်းစေတဲ့အဓိကအကြောင်းရင်းတစ်ခုကပရိုတိန်းဓာတ်မလုံလောက်တာကြောင့်ဖြစ်ပါတယ်ပရိုတိန်းဓာတ်ဟာကြွက်သားတွေကိုပြန်လည်ပြုပြင်ပေးတယ်ထိန်းသိမ်းပေးပါတယ်အသက်ကြီးသူတွေအနေနဲ့ကြွက်သားဆုံးချုပ်မှုဖြစ်စေတဲ့ဆာကိုပီနီယာဖြစ်လာပြီးဆိုရင်ကြွက်သားတွေအားနည်းလာ မကြာခဏဆိုသလိုကြွက်တက်လာပါတယ် ကြဲဥမှာပရိုတိန်းအများပြားပါဝင်တယ်။ထို့သဖြင့်အရေသွေးမြင့်တဲ့အမိုင်နိုအက်ဆစ် nine essential amino acid ပါဝင်ပါတယ်။ကြဲဥအကြီးတစ်လုံးမှာ အရေသွေးမြင့်တဲ့ပရိုတိန်း 6g ပါဝင်ပါတယ်။ဒါတွေဟာကြွက်သားတွေကိုပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။ကြွက်သားအားနည်းတာကိုညှော်နေစေနိုင်ပါတယ်။ကြွက်သားရုန်းကန်နိုင်စွမ်းတွေတိုးတက်လာပါတယ်။မကြာခဏကြွက်တဲ့တာကိုတိတိတတ်တာရော့ကျစေပါတယ်။ကြဲဥမှာပါဝင်တဲ့အာဟာရတွေဟာကြွက်သားကိုတံမာစေတယ်။ ကြွက်သားတွေကိုခန္ဓာရင်တိုးစေတယ်အခမ်းရခက်တဲ့ကြွက်တက်တာကိုရောကြစေပါတယ်ကြဲဥမှာပါဝင်တဲ့ဗီတာမင် D ဟာကယ်ဆီယမ်ဓာတ်ဆုပ်ယူမှုနဲ့ကြွက်သားလုပ်ငန်းတွေကိုဘလို့အထောက်အကူပေးတယ်လဲဗီတာမင် D ဟာကယ်ဆီယမ်ဆုပ်ယူမှုပေးဖို့အထူးကလုပ်ပေးပါတယ်ကြွက်သားရုန်းကန်အားစွမ်းရည်ကိုမြင့်တက်စေပါတယ်ဗီတာမင် D မလုံလောက်ရင်ကြွက်သားတွေအားနည်းလာတယ်မကြာခဏကြွက်တက်လာနာတာရှိကြွက်သားနာကျင်မှုဖြစ်စေတယ်သူတေနာပြုတ်ချက်အရ အသက်ကြီးသူတွေမှာဗီတာမင် D ချို့တက်လာပြီဆိုရင်ပြင်းထန်စွာနာကျင်ရတဲ့ကြွက်တက်တာတွေမကြာခဏဖြစ်လာပါတယ်။ကြဲဥအနှစ်ထဲမှာဗီတာမင် D အများပြားပါဝင်ပါတယ်။ကြွက်သားနဲ့အရိုးကိုအထောက်ကူပေးပါတယ်။နေရောင်ခန္ဓာဟာဗီတာမင် D ရဖို့အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အသက်ကြီးသူတွေဟာအပြင်ထွက်တာနည်းလာတဲ့အတွက်အစားအစာတည်းကသာဗီတာမင် D ရဖို့ရှိပါတော့။အသက်ကြီးသူတွေကြဲဥကိုစားပေးရင်ဗီတာမင် D ပမာဏ များများရပြီးကျွတ်တက်တာတိတိတတ်တာကြောကြသွားနိုင်ပါတယ်။ကျဲဥကိုပုံမှန်စားနေရင်ကျွတ်တက်တာကိုတကယ်ကဝယ်ပေးနိုင်တဲ့ဗီတာမင် D ချို့တဲ့မှုဖြစ်နိုင်ပါသလား။ဖြစ်နိုင်ပါတယ်။အစားအစာတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ကျဲဥတစ်လုံးမှာဗီတာမင် D 40 international unit IU ကပါဝင်ပါတယ်။အသက်ကြီးသူတွေအတွက် နေ့စဉ်လိုအပ်တဲ့ဗီတာမင် D ပမာဏအား800ကနေ1000 IU ဖြစ်ပါတယ်။အသက်ကြီးသူတွေအတွက်လိုအပ်တဲ့ဗီတာမင် D ဒီရဖို့ဆိုရင် နေ့စဉ်ကျဲ့ဥနှလုံးကို စားဖို့လိုပါတယ်အစီထုတ်ထားတဲ့ note ဓမ္မမုတ်ဒိန်ကျင်တောက်ဖို့လိုပါတယ်အစီများတဲ့ငါးတွေကိုစားဖို့လိုပါတယ်ဥပမာဆယ်မွန်ငါးနဲ့စတီးငါးကိုစားဖို့လိုပါတယ်တကယ်လို့လိုအပ်တယ်ဆိုရင်ဗီတာမင် D တောက်ဆီးကိုပြည့်ဝဖို့လိုအပ်ပါတယ်တတ်နိုင်ရင်အပြင်ထွက်လမ်းလျှောက်ပြီးလေယောင်ခံဖို့လိုပါတယ်ကျဲဥအပြင်အခြားဗီတာမင်ဒီရနိုင်တဲ့နီလန်းတွေကိုအသုံးပြုရင်ကြွက်သားနဲ့အရိုးကျန်းမာရေးကိုကောင်းလာပါလိမ့်မယ် ကျွတ်တက်တာလည်းလျော့နေသွားနိုင်ပါတယ်ဗီတာမင် B12 ဟာအာယုံကြောကိုအကောင်စီပါတယ်ဗီတာမင် B12 ချို့တဲ့ရင်ထုံကျင်တာတွေဖြစ်လာတယ်လို့မကြာခဏကျွတ်တက်လာနိုင်ပါတယ်ကြဲဥမှာအာယုံကြောကျမကြီးကိုပိုကောင်းစေနိုင်တဲ့ဗီတာမင် B12 နဲ့ကိုလင်းများစွာပါဝင်ပါတယ်အဲ့ဒီဓာတ်ပေါင်းနှစ်ခုကတွဲပြီးအလုံးလုံးပါတယ်ကြဲဥကိုစားသုံးရင်အာယုံကြောအားနည်းပြီးထုံကျင်တာကိုကာကွယ်ပေးနိုင်ပါတယ်ကျွတ်တက်တာကိုလည်းလျော့နေစီပါတယ် သက်ကြီးသူတွေအတွက်ဗီတာမင် B12 ရဖို့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။အသက်ကြီးသူတွေအဖို့ကိုလက်စထရောမတက်စေဘဲကြွက်သားကျန်းမာရေးအတွက်တပတ်မှကြက်ကိုဘယ်နှလုံးအထိစားနိုင်ပါသလဲ။သူ့ဒိနာပြုတ်ချက်များအရအသက်ကြီးသူတွေဟာကိုလက်စထရောမတက်စေဘဲတပတ်ကိုအလတ်စားအရွယ်ကြက်6လုံးကနေ9လုံးစားနိုင်ပါတယ်။ဒါဟာတစ်နေ့တစ်လုံးစားနိုင်တဲ့သဘောဖြစ်နေပါတယ်။ကြက်ဟာအသက်ကြီးသူတွေအတွက်ညဘက်မှာခြေောက်ကြွက်တဲ့တာကိုချော့ချပေးနိုင်ပါသလား။ ချော့ချပေးနိုင်ပါတယ်မနေ့စာဓာတ်မှုညနေခင်းမှာကျဲဥကိုတစ်ခုခုနဲ့တွဲစားနိုင်ပါတယ်အစေးရောင်ဟင်းသီးညီရွယ်နှိုးတွယ်ပစ္စည်းနဲ့ခေါ်မာသည်တစ်ခုခုနဲ့လည်းတွဲစားနိုင်ပါတယ်နံပါတ်1မပြောသည်ကိုစားပေးပါပိုတက်ဆီယမ်ဟာကြွက်သားကိုဆန့်နိုင်ကျုံနိုင်စွာရှိစေပါတယ်အာယုံကြောကိုလည်းအားကောင်းစေတယ်ပိုတက်ဆီယမ်ပမာဏယုံနေပြီဆိုရင်ကြွက်တက်ဖို့အခွင့်အလမ်းများစေပါတယ် မပြောသည့်ဟာပိုတက်ဆီယမ်ရရှိဖို့အကောင်းဆုံးတဘာဝအရင်းမြစ်တစ်ခုဖြစ်ပါတယ်။အလယ်လအရွယ်ငါပြောသည့်တစ်လုံးမှာပိုတက်ဆီယမ်420မီလီဂရမ်ပါဝင်ပါတယ်။ဒါဟာနေ့စဉ်ပိုတက်ဆီယမ်လိုအပ်ချက်ရဲ့7%ရာခိုင်နှုန်းဖြစ်ပါတယ်။ငါပြောသည့်မှာအခြားဓာတ်တတုဖြစ်ကြတဲ့မက်ဂနီဆီယမ်၊ကယ်ဆီယမ်၊ဆိုဒီယမ်တွေလည်းပါဝင်တာကြောင့်ခြေထောက်ကျွတ်တဲ့တာကိုတက်တာပျောက်ကင်းစေပါတယ်။ငါပြောသည့်မှာ ါဝင်တဲ့ပိုတက်ဆီယမ်ဟာကြွက်သားတွေရဲ့ကျုံနိုင်ဆန့်နိုင်စွမ်းကိုပုံမှန်ဖြစ်စေပါတယ်ကြွက်တက်တာကိုတားဆီးပေးနိုင်ပါတယ်အာယုံကြောတွေရဲ့ကျန်းမာရေးကိုပိုကောင်းစေပါတယ်ကိုရင်းအရေးပမာဏကိုထိကြီးပေးပါတယ်အသေးကြီးပိုင်းအနေနဲ့မကြာခဏညဖက်ခြေရောက်ကြွက်တက်တာကိုကာကွယ်ဖို့အတွက်မပြောသည့်ကိုနေ့တိုင်းတစ်လုံးနှလုံးစားပေးသင့်ပါတယ်မပြောသည့်မှာမက်ဂနီဆီယမ်32မီလီဂရမ်ပါဝင်ပါတယ်မက်ဂနီဆီယမ်ဟာကြွက်သားပြေလျော့စေတယ် ကျွတ်တက်တာကိုကာကွယ်ပေးနိုင်ပါတယ်ကျွတ်တက်တာကိုကာကွယ်ပေးဖို့ဆိုရင်အိယာမဝင်ခင်တနာရီနှစ်နာရီအတွင်းမှာငပြောသည့်ကို စားတာကပိုကောင်းပါတယ်ဒီလိုစားပေးရင်ကိုရင်းမီနရယ်တွေညီမျှစေတယ်ကျွတ်သားတွေပျော့စေတယ်နှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော့စေတယ်ဗီတာမင် B6 ကအာယုံကြောရဲ့ကျန်းမာရေးကိုပိုကောင်းစေတယ်ကျွတ်သားလှုပ်ရှားမှုကိုထိတ်ညှိပေးနိုင်ရောင်ရမ်းမှုကိုရော့ကျစေတယ်သွေးနေဦးထုတ်လုပ်မှုကိုတိုးတက်စေတယ်မပြောသည့်မှာပါဝင်တဲ့ ီတာမင် B6 ဟာ၃ညဓာတ်မ4မီလီဂရမ်ဖြစ်ပါတယ်အသက်ကြီးသူတွေအတွက်နေ့စဉ်လိုအပ်ချက်ရဲ့30ရာခိုင်နှုန်းဖြစ်ပါတယ်မပြောသေးမှာဖိုင်ဘာလည်းအမြောက်အများပါဝင်ပါတယ်မပြောသေးမှာဗီတာမင် A ဗီတာမင် C နဲ့ကျန်းမာရေးကောင်းစေတဲ့အခြားဓာတ်ပေါင်းများစွာပါဝင်ကြပါတယ်နံပါတ်3အစစ်အစံကိုစားပေးပါအစစ်အစံဟာ ကျွတ်သားကျမ်းမာရေးကိုကောင်းစေပြီးကျွတ်တဲ့တာကိုကာဝယ်ပေးနိုင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။အစေအစံမှာမက်ဂနီဆီယမ်အမြောက်များပါဝင်ပါတယ်။မက်ဂနီဆီယမ်ဟာကိုယ်ခန္ဓာအတွင်းမှာအင်ဇိုင်းပေါင်း300ကျော်ကိုပြုလုပ်ရမှာမပါမဖြစ်လိုအပ်တဲ့ဓာတ်ပေါင်းတစ်ခုဖြစ်ပါတယ်။မက်ဂနီဆီယမ်သာမရှိရင်ပရိုတိန်းတွေကိုလုပ်နိုင်မှာမဟုတ်တလို့သူရဲ့တကြားဓာတ်ကိုလည်းထိန်းနိုင်မှာမဟုတ်ပါဘူး။သင်ရဲ့ကြွက်သားတွေကိုလည်းလုပ်နိုင်မှာမဟုတ်ပါဘူး။ရိုးချီးထွားမှုကိုလည်းလုပ်နိုင်တော့မှာမဟုတ်ပါဘူး။ အစားအစာထဲမှာပါဝင်တဲ့မက်ဂနီဆီယမ်ကိုစားလိုက်တယ်ဆိုရင်ကြွက်တက်တာတွေကိုလည်းကောင်းသွားနိုင်ပါတယ်မက်ဂနီဆီယမ်အများပြားပါဝင်တဲ့အစိတ်အဆံတွေကတော့ဖယုံစိတ်ချီယာစိတ်ဖလက်စိတ်တစ်ကြားသီးအမ်မွန်စိတ်တီဟိုစိတ်ညီပဲစိတ်တို့ဖြစ်ကြပါတယ်အဲ့ဒါတွေကိုသင်မကြခဏစားပေးသင်ပါတယ်အစိတ်အဆံမှာပါဝင်တဲ့ကြမ်းမာစေတဲ့အစီကရောင်ရမ်းမှုကိုကြော့ကျစေပါတယ်သွေးစိစိမှုကိုကောင်းစေတယ်ကြွက်သားတွေစီကိုအောက်ဆီဂျင်အလုံးလုံးလောက်ပို့ပေးနိုင်ပါတယ် တွေးစီးဆင်းမှုမကောင်းရင်ညဘက်မှာအလွန်နာကျင်ရတဲ့ချွတ်တက်တဲ့ဝေဒနာကိုဖြစ်စေနိုင်ပါတယ်အဆစ်အဆံမှာပါဝင်တဲ့ omega 3 fatty acid ကကြွက်သားရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပါတယ်နာတာရှည်ရောင်ရမ်းမှုတွေဖြစ်ရင်ကြွက်သားတွေပျက်စီးပါတယ်ဒါဟာကြွက်တက်စေတဲ့ဝေဒနာအပြင်အနာရီကိုလည်းဖြစ်စေနိုင်ပါတယ်အဆစ်အဆံမှာဆန့်ကျင်ဓာတ်တူပစ္စည်းအပြင်ဆန့်ကျင်ရောင်ရမ်းတာဂုဏ်သတ္တိလည်းရှိပါတယ်ဒါဟာပျက်စီးနေတဲ့ဆဲတွေကိုပြန်လည်ပြုပြင်ပေးနိုင်စွမ်းရှိပါတယ် ရောင်ရမ်းနာဝေဒနာဖြစ်ကြတဲ့အရိုးအစစ်ရောင်ရမ်းနာတွေကိုကောင်းစီပါတယ်။အသက်ကြီးသူတွေအနေနဲ့ညဘက်ခြေထောက်ကျွတ်တက်တာကိုကာကွယ်ဖို့နေ့တိုင်းအစစ်အဆန်ကိုဘလောက်စားပေးသင့်တယ်လဲ။နေ့တိုင်းအစစ်အဆန်ကိုလက်တဆုပ်စာ စားနိုင်ပါတယ်။ဒါဟာတအောင်စားနေပါရှိပါတယ်။ဒါမှမဟုတ်စပွဲတင်စွန်းနဲ့နှစ်စွန်းစားနိုင်ပါတယ်။ဒါမှမဟုတ်အမွန်စေးဆိုရင်အစစ်20စားသင့်ပါတယ်။ဘယ်အချိန်မှစားတာကအကောင်းဆုံးလဲ။ညဘက်အိတ်ခါကြီးမှစားတာက ကောင်းပါတယ်။ အစိအစံတွေကိုတင်စားနေတဲ့အစားအစာတွေနဲ့ရောပြီးလဲစားနိုင်ပါတယ်အတုပ်တွေလည်းထည့်စားနိုင်ပါတယ်အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်တော့လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြည့်နေပေးထားပါလို့မေတ္တာရပ်ခံပါတယ် like နဲ့ share လို့နှိပ်ပေးစီခြင်းပါတယ်လူသားအားလုံးလူနဲ့ပြောရှင်တဲ့ဘွားတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day